မလဲကဲနားမလဲကဲရဟိုယူမဟုတ်နေမမူနေမမူလုံးရကကောင်းကောင်းဆိုးရချမ်းပါရဲ့ကျွန်တော်အမြင်နဲ့ဒီရှာတော့ကျွန်တော်ပေါ်လမလေးကိုနဲ့ပြီးတဲ့အပိလာ19 20 21ရက်နေ့တွေမှာလူမှုကွန်ရက်ဆောင်မျက်နှာတွေပေါ်ပြန့်နေခဲ့တဲ့ရခိုင်ပြည်ကပြစ်စင်တွေမှာရွေးလေအေကပစ္စည်းခုမှုနဲ့ဖမ်းဆီးခဲ့တဲ့မိသားစုဝင်၅ဦးမှာချက်လောက်ခံတားရစီအတွဲတူးတည်ဆုံခဲ့တဲ့အမှုအပါဝင်မြန်မာမျိုးနဲ့နဂရအောက်စုညပုံပိုင်းကြေးရွာမှာလဲ ULA ရဲ့နေမြင်မှုနဲ့ တောင်သူတွေအကြမ်းမှာမေယာကိစ္စအငင်းပွားနေတဲ့ရုပ်တံဖိုင်တွေဟာအတော်လေးကိုပြည့်နေခဲ့တာရှိပြီးလူထုအကြမ်းမှာလည်းဝေဖန်ထောက်ပြတာတွေရှိနေပါတယ်ဒီလိုမြေပြင်မှာဖြစ်နေတဲ့ရွေးလေရဲ့အုတ်ချုပ်ရေးရန်တရားနဲ့ဆိုင်တဲ့ပြဿနာတွေကြောင့်လူထုအကြမ်းမှာဝေဖန်ထောက်ပြတာတွေနဲ့စိုးရင်ပုံပယ်မှုတွေလည်းရှိနေပါတယ်ဒါကြောင့်ရွေးလေရဲ့အုတ်ချုပ်ရေးရန်တရားနဲ့ပတ်သက်ပြီးရွေးလေရဲ့ထင်းချုပ်ထားတဲ့ရခိုင်ပြည်မြောက်ပိုင်းကရခိုင်ဒေသခံတွေနဲ့ မျိုးနစုတန်ရန်သားတွေပါဝင် CSO အဖွဲ့တွေကပါဘလို့မြင်ကြတယ်လဲဆိုတော့ကို interview မြင်မြထားပြီးဒီ interview အပြည့်စုံကိုတင်ဆက်သွားပါမယ်။ရခိုင်မှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ULAA ဘက်ကအမှုတစ်ခုကိုစစ်ဆေးတာတွေဆုံးဖြတ်ချက်ချတာတွေမှာလိုအပ်ချက်တွေရှိနေပြီးလူအခွင့်အရေးတွေပါ ဆုံးချုံနေကြောင်းလုံခြုံရေးအယအမီမဖော်လိုတဲ့အင်းနဲ့နီးစပ်တဲ့ကြောက်တော်ဒေတာခန့်အမျိုးသမီးတဦးရဲ့ပြောပြချက်ကိုအသက်အစားထိုးပြီးဖော်ပြလိုက်ပါတယ် ့ဟောကျမတို့ကတော့ဟောဒါရှိ UL ရေအုပ်စုကြီးပိုင်ဘူးတော့ဟောကျမတို့သဘောမကျဘူးသဘောမကျဘူးဆိုတာကျမတို့မကြိုက်ဘူးလို့ပြောရမှာပေါ့နော်အောက်ရှိမှာဘယ်လိုတင်နေလဲဆိုတော့ရတနာတစ်ခုခုဖြစ်လာလိုက်ဖြစ်လာလိုက်တရားခန်းအစစ်ကိုမရှာဘဲနဲ့တရားခန်းအစစ်ကိုရှာမရဘဲနဲ့ဝါသန်တရတရားခန်းကြီးပဲရှာသန်တရတရားခန်းကိုပဲဖက်မိတဲ့သန်တရတရားခန်းကိုပဲဖက်မိပြီးတော့အာသန်တရတရားခန်းတွေကိုပဲဟော အလီအမှုရဲ့ဟာပြဒနာကိုတွတ်စစ်တဲ့အမဝဝင်းဝင်းမကဲမရှိဘူးဝိုင်းနေဆုံးမရိုင်းနေတာမျိုးရိုင်းနေတာမျိုးလေးလှုပ်တဲ့ဆိုတော့လေဟာအတရှိရောဟာရိုင်းမခံနိုင်လို့ဟာမဟုတ်ပဲနဲ့ဝင်းခံရတာမျိုးရရှိရဲ့ရောတရှိကြတော့လေဟာဝင်းမခံနိုင်လေရှိရဲ့ဝင်းမခံနာဟာသူ တကယ်ခန်းစီမော်ပဲနဲ့အဲ့ဒီဒေသနာကိုဝင်မခံနိုင်တာမျိုးလေးတည်းရှိခဲ့ဘောအဲ့လိုမျိုးအဲ့လိုဝင်မခံတဲ့အချိန်ကြရရင်သူတို့ကဘာလုပ်လဲဆိုတော့ဟောဟောရိုင်းနှက်တာတွေတယောက်ပြီးတယောက်စမီးတာတွေစကန်တစ်ခုလုံးမှာရှိရဲဟောအရာရှိအရာခံနေတယောက်ပြီးတယောက်စမီးရင်စမီးရင်အဲ့ဒီတန်နီယာတယောက်ခန်းကဟောရိုင်းနှက်ရိုင်းနှက်တဲ့ဒန်နီကြောင့်ပဲဟောအသက်ဆုံးကြုံရတာတွေအများကြီးရှိရဲ့ ယူမြိုက်ပြီးအုပ်ချုပ်ရေးရနေမှာအထက်အထက်ကရှမှတ်ထားတဲ့မူဝါဒတွေကတော့ဘလို့မှန်တော့ကျမတို့လည်းအထီးကျမသိဘူးပေါ့နော်ဒါပေမဲ့ UL A UL ရဲ့အောင်အောင်ရှိမှဖြစ်ပွားနေရောအမှုဖဲနေရတော့တော်တော်ဟန်ရရလဲဟိုဟိုလိုက်မမှလည်းထွေးကြမှာပါနင်းနဲ့မြင်းနဲ့မှမြင်းလည်းမြင်းနဲ့မှပါအတက်တနာရီရတော့ရှုပ်ချက်ခုခတ်နေရပါတော့ရှုပ်ချက်ခုခတ်နေရပဲနေရာတိုင်းမှာဟွာတိသာအစုံမှာပုံစံမျိုးစုနဲ့ပေါ့ ပသနာရဖြစ်နေတဲ့ဒါပေမဲ့ what တေခန်စစ်တီရ what ယူရနေတေခန်စစ်တီရလွနေပြီးတော့ဟိုတေခန်အစ်စ်ကူရိုင်းရင်လည်းပဲအဲ့ဒီဘွာကဲမခင်ရအောင်အဆုံးမသက်တော့ဟိုမမဘလူးပြောရမလဲအမှုအမှုမဲ့မပေါ်ပဲနဲ့ဟို Babelt orari miming orari si e bono. Y cae mi ddim, dyn yn ema o am y dei mwli. Mae co mwli am iau pe bwani le rhyw ddech mwli pe bwani. Rhyw ddech mwli 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 Dangwe lau ne, wa dangwe se se ding lau, ding na se lau ne, bi wari a mwuri ye jamalu, wa, nien gere, jang gere, a me jamalu ne, wa, ကျမတို့ကတော့မပြောနိုင်ဘူးပေါ့နော်အမှန်တရားကိုထုတ်ပြီးမပြောနိုင်ဘူးကျမတို့ကီတူရအမှန်တရားကိုပြောလို့မရဘူးဟိုအမှန်တရားကိုပြောလို့ဘူးပြောလို့မရဘူးပြောရင်လည်းဟိုကကျမတို့ပြောလိုက်တဲ့ပြည်သူကဟိုကကျွဲလီယာဟိုကဖန်နာမျိုးစီကဖန်စီကမျိုးရှုရှုံနောင်နာမျိုးကြီးလည်းခံခံရတာတွေရှိရဲ့အတွက်ကျမတို့ပြည်သူတွေကဟိုကအမှန်တရားကိုမပြောရကြတော့ဘူးပေါ့နော်အမှန်တရားကိုပြောလို့လည်းမရဘူးပြောလို့လည်းမရဘူး ပြောလဲမပြောနိုင်ဘလူဟိုရှာမထားတဲ့မူဝါဒတွေကတော့ဘလူရှိလဲဘလူမူဝါဒလဲတော့ကျမတို့မသိဘူးဒီအောက်ရှင်မှာ ULA အရတော့ ULA ဈေးမှာရှိခဲ့သူတွေကတော့ပထောကြီးဟိုဟာအာဥပဒေဥပဒေနဲ့လဲမခိုင်းနေဝါရီနဲ့ဟိုဘလူလောက်ထောက်လုံနေတယ်လဲဝါအစိမ့်မပြေတာတွေအစိမ့်မပြေတာတွေကတော့အများကြီးရှိရပေါ်တော့ကျမတို့ဟို စီးတူတွေမှာကြတော့လဲဟိုပျိုးပိုင်းခွေမရှိဘူးဆိုတဲ့မျိုးပဲကျွန်မတို့ပြည်သူတွေကအခုလက်ရှိမှာဘလူးဖြစ်နေလဲဆိုတော့ကိုရဖိုင်ဗီတွေမှာကိုရခိုင်အစောဝတ် တက်လာမှာပဲဟိုကျွန်မတို့ရဲ့ဟိုကဟိုလွတ်လပ်တဲ့လွတ်လွတ်လပ်မှုလေကျွန်မတို့လောက်ပိုင်းခွင့်နေရခိုင်ပြည်သူတွေရဲ့လွတ်လပ်မှုလေလောက်ပိုင်းခွင့်နေအကုန်လုံးဆုံးရှုံးနေတဲ့လူမျိုးခက်တာလေဆုံးနေဆုံးရှုံးနေပါလေပြောလို့လည်းမရဘူးပြောလိုက်ရင်ပြောရဲလွတ်ဟို ULA ULA ရဟို ULA ဟိုဖန်စီရမျိုးရှုံနောင်တာမျိုးလေးရှိနေရှိတဲ့အတွက်ကျွန်မတို့ပြည်သူတွေက wa ni hen ha ni ne mi lo wa ma mi si an sa mi ka wa da le na le kan si an sa ni ya le pi mu tin ye to ma ro wa ku le shi ma bi de ya u l e ya u l e ye on shu ye mu i on shu ye ni ya a ma ta ma ru pi de ye wa lu khu ye lu khu ye mi ya yi som shu ni de lu mu ki ni ye bo na အခုလလောဆဲဝတ်တော်တိဆောင်ဆက်ကာလာဝူလဲနားလဲပါတယ်တိဆောင်ဆက်ကာလာမှာဟာ ဟာဆင်မဖြေတာရှိမယ်အဆင်မဖြေတာဖြေကောင်းဖြစ်နိုင်တယ်ဆိုတာဦးလည်းနားလဲတယ်ဒါပေမဲ့လည်းဟိုအရီပြဿနာဖြစ်လာတိုင်းဖြစ်လာတိုင်းမှာဟိုအမှုခင်ဖြစ်လာတိုင်းဖြစ်လာတိုင်းမှာကုရုရဲ့ဝိုင်းလခယဆူရာလခယဆူရာရဲ့အုတ်ရှုကြီးတွေကအဆင်မပြေတာတွေဟိုအမြင်နိုင်ရတယ်ကြားလာရတယ်ဟိုအများကြီးလည်းတွေ့လာရတဲ့အချိန်မှာဟိုတမရီကပြည်သူရပူပြီးကြောက်လာကြတယ်ပေါ့နော်ပြဿနာတွေမဖြစ်အောင်နေတယ် ဟိုအမှုခင်မဖြစ်အောင်အမှုခင်မဖြစ်အောင်နေတယ်အမှုခင်မဖြစ်အောင်နေတယ်ပေါ်လာလာတာကအစားကျွန်တော်တို့တတိအနေထားနဲ့သွားလာနေရပေါ်လာနေရတယ်ပေါ့နော်အခုဖြစ်နေတဲ့လက်ရှိပြဿနာတွေကရွေးလေရဲ့အုပ်ချုပ်ရေးရန်နေရမှာပွင့်လင်းမြင်တာမှုမရှိဘူးလို့လုံခြုံရေးအရာအမည်မဖော်လို့တဲ့မင်းပြအမျိုးဒေသခံမျိုးနစုတူကလည်းအခုလိုပြောပါတယ်လက်တလောဖြစ်ပြနေတဲ့ဒီရခိုင်ပြည်နယ်မှာပေါ့နော်ဒီ ULA နဲ့ AA ရဲ့ဒီအုတ်ချိုးရင်းရန်နေရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော် အမြင်ဆိုရင်ကျွန်တော် ကျွန်တော်အမြင်ဆိုဘောရောအဓိကဒီတွင်လင်းမြင်တာမရှိသေးလို့ကျွန်တော်ကဒီလိုဖြစ်ပြနေရတာကအဓိကဖြစ်တော့တွင်လင်းမြင်တာမရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်ထင်တယ်နောက်ပြောမှဒီအဓိကဘောเนาะဒီလူတူတန်သာရခိုင်ပြည်နယ်မှာဗျာဒီလူမျိုးစုအာရခိုင်လူမျိုးစုပေါ့เนาะရခိုင်မျိုးနေစုဆိုရတဲ့ရခိုင်လူမျိုးစုပေါင်း9မျိုးရှိတယ်ခုနမျိုးထဲမှာမှကျွန်တော်ဒီလူမျိုးစုတစ်ခုအတွက်ကိုဒီဥတည်ပြီးတော့မှဥပဒေတွေဒီအုတ်ချွေး ရန်တရားနဲ့ပတ်သက်ပြီးတော့မှချမှတ်ထားတာတွေနော်ပြောမယ်အဲ့လိုဟာတွေပေါ့နော်အများအပြားပုံမှန်အပြင်ဒီဟိုဘယ်လိုပြောမလဲပေါ့နော်ပွင့်လင်းမြင်သာစွာနဲ့ဒီပေါ်ပြထားထားတာတွေမရှိဘူးဒီတိုင်းဘယ်လိုပြောမလဲပေါ့နော်ဥပဒေကိုဥပဒေနဲ့ဒီအချိုးရဲတွေကိုဘယ်လိုပြောမလဲလက်အောင်းငေသားတွေမှာလက်အောင်းငေသားတွေရဲ့ဒီပေါ့နော်အချိုးရဲစနစ်တွေမှာသူဟာသူတို့ရဲ့နေပြူဟာနဲ့သူတို့လှုပ်ဆောင်နေတဲ့ຢာတွေမြင်တယ်ပေါ့နော်တချို့ဒီရဲရွာတွေမှာဆိုရင်လည်းပေါ့နော်ဒီဘယ်လိုပြောမလဲ ဒီဥပဒေကိုအဲအာနာတော့ပြီးတော့ဗောနော်အလိုကြီးလွတ်ဆောင်နေရတယ်ကျွန်တော်အမြင်နေဗောနော်ကျွန်တော်အမြင်နေပြောရရင်တော့ဒါပေမဲ့ကောင်းချိုးဟာတော့ဒီဒီလက်တလောဒီနိုင်ငံရေးစည်ရေးအခြေအနေမှာကြတော့ဒီဥပဒေတွေကိုဒီဥပဒေနဲ့ဒီဗောနော်အချိုးရေးတွေကို ကောင်းမွန်မွန်မလွတ်ဆောင်နိုင်သေးတဲ့ဆိုပေမဲ့ဗောနော်ဒါပေမဲ့ဒီ headline ကလည်းဒီလွတ်ဆောင်နိုင်မယ်လို့တော့ကျွန်တော်အမြင်နေနောက်ပြီးတော့အဓိကအဖြစ်တော့ဗောနော်ဒီပွင့်လင်းမြင်သာမယ်ဆိုရင်ဗောဒီ ဒီလိုအခုလက်တလောဖြစ်နေတဲ့ဒီအရာတွေကဖြစ်လာအောင်မယ်လို့မထင်ဘူးเนาะကျွန်တော်မြင်နေဆိုရင်တော့ဒီအောက်ချုံရန်ရာတွေဒီအောက်ချုံနေတဲ့အချို့ဒီဘောနော်တအတချို့နေမြေခံတွေမှာအိုးစည်းဥဆောင်လုပ်နေတဲ့လူတွေကဘောနော်အဓိကတော့ ULA ရဲ့အဲတချို့တွေမှာဒီအောက်ချုံရဲ့ဘိုင်းနေကြတယ်အောက်ချိုးအောက်ချိုးရေးပိုင်းတွေမှာတော့အားနေကြတယ်လို့ကျွန်တော်မြင်ပါတယ်လို့ဟုတ်ကဲ့ရွေးလေရဲ့အောက်ချိုးရေးရန်ရတွေကိုစစ်ရေးလောက်အားမရတဲ့အပြင် အကြပ်ဖက်စစ်တပ်ကလှုပ်လေရှိတဲ့ကြီးနိုင်ငင်းကြီးကိစ္စတွေလူမျိုးရေးဘာသာရေးတွေလူအခွင့်အရေးချိုးဖောက်မှုတွေလည်းရွေးလေအေရဲ့အုပ်ချုပ်ရေးရန်ရဲမှာမရှိဘူးလို့လည်းဘာသာပေါ်ရုံကွန်ရဲ့ဥဆောင်ကွန်တီဝဲဥမမောင်ကြီးကအခုလိုထပ်ပြောပါတယ်အားလုံးတာလီစွာပါလို့နှုတ်ဆက်ပါတယ် ULEAA ရဲ့အုပ်ချုပ်ရေးရန်ရာကိုဘယ်လိုမြင်လဲဆိုတော့ဂျိုးသားစွာဝန်ခံရရင်စီးရဲလောက်တော့အားမရသေးဘူးလို့မြင်ပါတယ် တက်တော်ရဲ့စီရီကမျောလင့်ထားတာထက်ပိုပြီးအောင်မြင်မှုရရှိထားသလိုတက်တော်သိမ့်ပိုက်ထားတဲ့နေမီတွေမှာ ULEAE ရဲ့အုပ်ချုပ်ရေးပိုင်ဖော်ဆောင်ရမှာလည်းပြည်သူတွေမျောလင့်ထားတာထက်ပိုပြီးကောင်းမွန်နေဖို့လိုအပ်တယ်လို့မြင်ပါတယ်။မိစ္ဆာစိတ်ဦးစိတ်ဦးစုရဲ့အချင်းစရိတ်တွေဖြစ်တဲ့ကြီးနိုင်ငယ်ချင်း စိတ်သက်တွေလူမျိုးရေးဘာသာရေးခွဲခြားမှုတွေ အနာအလွဲသုံးစားလုပ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုအရခတက်တော်ရဲ့စစ်တီတော်ထဲမှာတော်လကောင်း ULAA ရဲ့အုပ်ချုပ်ရေးဘိုင်းတွေတော်လကောင်းလုံးဝရှိမနေအောင်ဆင်ခြင်ကြဖို့လိုအပ်ပါတယ်အထူးသဖြင့်မဒိန်တက်မတော်လို့ပြောလိုက်တာနဲ့ဖက်စစ်စစ်အုပ်စုကိုပြင်းမြင်တယ်လို့မျိုးမဖြစ်ရလေအောင် ကိုဖက်ကအောက်ခြေစစ်သားတွေမှာအဲ့ဒီစရိုက်မျိုးကင်းဖို့လိုအပ်ပါတယ် ပြည်သူကိုတရားမျှတစွာအုပ်ချုပ်ဖို့လိုအပ်တယ်လို့ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်းစနစ်တကျကာကွယ်ပေးကြဖို့လိုအပ်ပါတယ်။ဒါမှလည်းနှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရတဲ့ရခိုင်ပြည်သူတွေအတွက်အစိုးရကောင်တရက်ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ခုတလောအွန်လိုင်းမှာတွေ့နေရတဲ့တနေ့တမျိုးမယိုးရအောင် ဖြစ်နေသမျှကို ULAA ကတရားမျှတစွာကင်တွေဖြည့်ချင်းပြီးကြော်လွှားနိုင်မယ်ဆိုတာလည်းယုံကြည်မှုအပြည့်ရှိပြီးအရခအိမ်မက်အမြန်ဆုံးပြည်ပါစေလို့ဆန္ဒပြုပါတယ်ဆက်လက်ပြီးတော့ နိုင်ငံရဲ့အကျဉ်းသားဟုတ်လို့ဖြစ်ရခိုင်အမျိုးသမီးကွန်ရဲ့အောက်ထက်လည်းဖြစ်တဲ့ဒွန်ညိုရေးကလည်းအောက်ခြေကအတန်တွေကိုနားထောင်ပြီးအလုံးလုံးတင်တယ်ဆိုတဲ့အကြောင်းကိုထောက်ပြထားပါသေးတယ်။မပြောချင်တာကတော့ဟိုရွယ်လေးအေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အားကြောင့်လည်းလို့ဆိုလို့ရှိရအခုအငင်းပွားနေတဲ့ဖြစ်ရတီကျမတို့မှာတော်တော်လေးကြက်ကြက်ပြက်ပြက်ကြားတိလာရတဲ့အစိတ်ပိုင်းနေ ပြောရမယ်ဆိုရင်တော့ရှင်ဘာပြောရမလဲဆိုရင်တက္ကရာပိုင်းကိုတာဝန်ယူထားတဲ့ဟိုစတက္ကရာပိုင်းတာဝန်ယူထားတဲ့ကျမတို့ရဲ့ဟိုတက်မှုတွေရဲပေါ်တွေအဲတက်မှုတွေရဲပေါ်တွေအဲဒီနောက်ပြီးတဲ့တရားရှိရခန့်ချက်တွေပေါ့နော်အဲ့ဒါတွေကတော့တာဝန်ကိုတော်တော်လေးကိုကြည့်တယ်လို့ပြောရမှာဖြစ်တယ်။အားကြောင့်လည်းဆိုလို့ရှိရင်တော့အလုံးကြည့်ကြတဲ့အတိုင်းဒီအချိန်မှာဘယ်လောက်ထိဟိုစား နေမြများကိုစုံမထားနိုင်ပြီလဲဆိုတာကိုလည်းလက်တွေ့များမှာဖြစ်တဲ့အတွက်ဖြစ်ပါလေ ကျမတို့လိုအပ်ချက်တခုပြောရမယ်ဆိုလို့ရှိရင်တော့ဘာလိုအပ်မလဲဆိုလို့ရှိရင်ကျမတို့အုတ်ချုပ်ရေးပိုင်းပေါ့နော်အဲ့ဒီအုတ်ချုပ်ရေးပိုင်းနေမှာဆိုလို့ရှိရင်တော့ဖြင့်ကျမတို့မှာမြင်တွေ့နေရတဲ့အငင်းပွားစရာတွေနောက်ပြီးတော့အငင်းခုဖြစ်နိုင်ခြေရှိတဲ့အဖြစ်ပြက်ကလေးတွေပေါ့နော်အဲ့ဒါမျိုးတွေကိုကျမတို့လို့စအရှိခံပြီးတော့ဟိုနည်းနည်းကြက်ကြက်လောက်လောက်ပြောနေတာကိုတွေ့ရတယ်မြင်ရတယ်ပေါ့ ဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျမပြောချင်တာကစနစ်တစ်ခုကိုတိဆောက်တယ်ဆိုတဲ့နေရာမှာတော့ချွေရင်းချက်တွေအများကြီးရှိမှဖြစ်ပါတယ်အဲ့ဆိုချွေရင်းချက်တွေကိုလည်းကျမတို့ပြည်သူတွေကအထူးကနဖူးတွေးဒူးတွေးခံစားနေရကြရတယ်ဆိုတော့သူတို့ရဲ့အသံတွေလည်းထွက်ကောင်းထွက်ပါလိမ့်မယ်အဲ့ဒါကိုကျမတို့သူတို့အသံတွေကိုသိချာနားထောင်ပြီးတော့ကျမတို့အုပ်ချုပ်ရေးပိုင်းကိုတပ် တာဝန်ယူထားရတဲ့ပုံကိုယ်လေးအနေနဲ့တော်တော်လေးကိုတတိရှက်ပြီးတော့ကျမတို့မှာဒီလူအတန်ကိုလည်းပြန်နားထောင်မယ်အောက်ရှင်မှာဖြစ်နေတဲ့အတန်မလန်နေနားထောင်ပြီးတော့ကျမတို့မှာကြည်ကြည်ပြင်းပြင်းလေးနဲ့ကင်တွေရှင်းနေဖြစ်ရှင်းသွားမယ်ဆိုလို့ရှိရင်တော့ဖြင့်ကျမတို့အကောင်းဆုံးအနေထားတစ်ခုကိုချင်းဖြစ်ရှင်လို့ရနိုင်လိမ့်မယ်ဆိုတဲ့အကြံလေးကိုကျွန်မပြောချင်တာဖြစ်ပါတယ်ဒီလိုအကြံပြရတယ်ဆိုတာလည်းပဲဟိုတကယ်တကယ် ဖြစ်တည်ရဲ့စနစ်တစ်ခုကိုပြောင်းလဲလုပ်ကြတဲ့နေရာမှာ တိုက်ပွဲတွေကြားထဲမှာကျမတို့ကနှစ်ဖက်ညက်နေတဲ့ကြားထဲမှာအများဆုံးနေနာတာကတော့ကျမအနေနဲ့ပြက်လိုက်ပြီးပြောတာတော့မဟုတ်ဘူးအမျိုးသမီးနဲ့ကလေးတငယ်ရည်ပဲများနေတဲ့အတွက်ကျမတို့မှာတော်တော်လေးကိုသတိထားရမယ့်အချက်ဖြစ်ပါတယ်လို့ကျမအကြံပေးပါရစေ။